ရှမ်းမဲလိုကစားသမားကနှစ်90နေမှတယောက်ပေါ်ထွန်းတက်တာဖြစ်လို့ချီတူလိုက်တဲ့အင်တာမီလန်နီပြအင်ဇာဂီ ဘာစီလိုနာနဲ့အင်တာမီလန်တို့ကစားခဲ့တဲ့ချန်ပီယံလိဆီမီဖိုင်နယ်ပထမအကြိုကတော့ဒွိန်ဂိုရီမြန်မြန်ဆိုင်ဆိုင်နဲ့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။နှစ်သင်းပေါင်းဒွိန်ဂို69ဆိုတဲ့ပမာဏကပရိသတ်တီအတွက်ကတော့စိတ်ကျဉ်တဲ့ဆရာပွဲကောင်းတစ်ပွဲဖြစ်ခဲ့မယ်ဆိုတာသိကြပါတယ်။ပွဲကစားချိန်10မိနစ်မပြည့်ခင်မှာကလေးကမာကက်တူရန်ကအင်တာမီလန်အတွက်အဖွင့်ကိုသွင်းယူပေးခဲ့ပါတယ်။အဲဒီနောက်27မိနစ်အရောက်မှာတော့အင်တာမီလန်ဘက်ကပဲဒန်ဖရီးစ်ကနောက်ထပ်ဦးဆောင်ကိုသွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ဒိမ့်မချလိုက်ခင်မှာပဲလမိုင်းရာမဲကဘာစီလိုနာအထက်ပထမခြေပါကိုသွင်းယူခဲ့ပြီးတော့38မိနစ်အရောက်မှာတော့ Ferran Torres ကဒုတိယခြေပါကိုသွင်းယူခဲ့ပါတယ်။ဒုတိယပိုင်းအရောက်မှာတော့64မိနစ်လောက်မှာ Dumfries ကပဲ Inter အတွက်ဒုတိယမြောက်ဦးဆောင်ကိုသွင်းယူခဲ့ပြန်ပါတယ်။ဒါပေမဲ့နောက်ထပ်10မိနစ်အကြာမှာတင်မဲ Rafinha ရဲ့အောက်ပါပြင်းထန်တဲ့အဝေးကစ်ကန်ချက်ကနေ Inter ကိုယ်သမားဆိုမာနဲ့ထိပြီးတော့ ခြေပါကိုချက်ချင်းပြန်ရခဲ့ပါတယ်။ဒီပွဲမှာအင်တာမီလန်ရဲ့ကစားဘုံကအဆင့်တန်းမြင့်မားခဲ့ပြီးတော့ဘာစီလိုနာအနေနဲ့အနောက်ကနေအကြိမ်ကြိမ်လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့ပွဲအပြီးသတင်းစာကောင်းစည်းတွေထက်ကိုစိုးမိုးထားသူကအင်တာကစားသမားတွေမဟုတ်ပဲအသက်18နှစ်အရွယ်ဘာစီခြေဝင်လေးလမိုင်းရမယ်ဖြစ်နေပါတယ်။ ရှမ်းမေကစပိန်အသင်းနဲ့အတူယူရိုဖလားရတဲ့အချိန်အားစားလို့ပရိသတ်ဒီကြားထဲမှာအတိမပြူမှုရလာတဲ့လူငယ်ကစားသမားလေးဖြစ်ပြီးတော့အသက်ရွယ်နဲ့မလိုက်အောင်ပြသထားတဲ့သူ့ရဲ့ခြေစွမ်းတွေကမြေရသူတိုင်းအတွက်အံ့ဩစရာဖြစ်ခဲ့ပါတယ်။အခုလည်းဘာစီလိုနာအသင်းအတွက်ပထမခြေပါကိုသင်ယူခဲ့တဲ့ပုံစံကြောင့်ရှာမဲကိုပရိသတ်တွေဝေဖန်ရင်းသမားတွေက မက်ဆီကိုပြင်ပြင်နေရတယ်လို့ပဲဆိုပြီးတော့ပြောဆိုလာကြပါတယ်။ရှာမဲကအသင်းကကိုမရှိနဲ့ကိုနဲ့ရှုံနေနေတဲ့အချိန်တကူတော့အစွမ်းပြပြီးတော့အသင်းအတွက်အရေးပါတဲ့အဖိုးထံခြေပါကိုသွင်းယူခဲ့တာဖြစ်ပါတယ်။သူရနဲ့ဘောလုံးရှင်လို့ပြီးတဲ့နောက်အင်တာကွင်းလေလို့မီကီတာရန်ကိုခြေအောင်ပြပြီးတော့ကြော်ဖြတ်ပြီးတော့ ကိုအေရီယာရဲ့အယောက်မှာကိုသမားဆိုမာရဲ့ညာဘက်အပေါ်တောင်ထဲကိုလလပပသွင်းယူသွားခဲ့တာဖြစ်ပါတယ်။ရမဲရဲ့ကိုကတော်တော်လေးကိုအစင်တန်းမြင်မာပြီးတော့သူ့ရဲ့ပင်ကိုဆွေရင်ကဘလောက်ကောင်းတယ်လဲပေါ်ပြနေပါတယ်။အဲဒီအတွက်အင်တာမီလန်နီပြအင်ဇာဂီယာတောင်ပွဲအပြီးမှာရမဲရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့အခုလိုပဲခြေကျူးခဲ့ပါတယ်။ကျွန်တော်အနေနဲ့လွန်ခဲ့တဲ့၈နှစ်9နှစ်အတွင်းမှာရမဲလိုကစားသမားမျိုးကိုမမြင်ခဲ့ရပါဘူး။ သူကလူကက်ကစားဖို့တော်တော်လေးခက်ပါတယ်။သူ့ကိုကစားသမား၃ယောက်လောက်တောင် ကျွန်တော်တို့ကက်ခဲ့ရပါတယ်။အဲ့ဒီအခါကျတော့တခြားနေရာတွေမှာနေရာလွတ်တွေဖြစ်ကုန်ပါတယ်။ပထမပိုင်းနောက်ဆုံး25မိနစ်လောက်မှာရှာမဲကကျွန်တော်တို့ကိုပြဿနာတွေအများကြီးဖြစ်စေခဲ့ပါတယ်။သူက250လောက်နေမှတူဦးပေါ်ထွန်းတက်တဲ့အရေးချင်းရှိတဲ့ကစားသမားတူဦးပါ။သူ့လိုကစားသမားမျိုးကိုကျွန်တော်မမြင်ဘူးပါဘူး။ဒီနေ့မှာကျွန်တော်ကိုသူအထင်ကြီးစေခဲ့ပါတယ်။ဆိုပြီးတော့အင်ဇာဂီကရှာမဲကိုချီးကျူးခဲ့ပါတယ်။ ရှာမေဟာအခုဆိုရင်ဘာစီလိုနာအသင်းအတွက်ကစားပေးထားတာပွဲပေါင်း100တိတိရှိလာခဲ့ပြီဖြစ်ပြီးတော့အဲ့ဒီပွဲတရာမှာ22ဂိုးသွင်းယူကဂိုးဖန်တီးမှု33ချိန်ပြုတ်လုဖန်တီးပေးထားတာလည်းဖြစ်ပါတယ်။အဲ့ဒီအတွက်အသက်ငယ်ငယ်ရွယ်နဲ့အောင်မြင်နေတဲ့ရှာမေကိုလူတော်များက မက်ဆီနဲ့ဂျူရယ်ဆိုပြီးတော့ထိုင်းနိုင်ကြတာတွေရှိပါတယ်။ဒါပေမဲ့ရှာမဲကိုရိုင်းကတော့သူ့ကိုမက်ဆီနဲ့ခိုင်းနေတာမျိုးသဘောမကျပဲသူ့ရဲ့ကိုပိုင်နာမည်တစ်လုံးကိုတိဆောက်သွားခြင်းကြောင့်ဆိုထားပါတယ်။အာဆင်နယ်အသင်းရဲ့ကနဝင်ကစားသမားဟောင်းဖြစ်သူအွန်ရီကလည်းရှာမဲဟာမက်ဆီထက်တောင်ပိုကောင်းတဲ့ကစားသမားဖြစ်လာနိုင်တယ်ဆိုပြီးတော့အင်တာနက်ပွဲအပြီးမှာပြောဆိုသွားခဲ့ရလေဖြစ်ပါတယ်။အွန်ရီက ပလင်ပေါ်ကိုရောက်တဲ့ကစားသမားတွေနဲ့မရောက်တဲ့ကစားသမားတွေအကြောင်းကိုကျွန်တော်တို့အများကြီးပြောလို့ရပါတယ်။ဒါပေမဲ့ဘောလုံးအားကစားမှာကျွန်တော်ကိုအားသင့်စေတဲ့အရာတစ်ခုကတော့မက်ဆီနဲ့ရော်နယ်ဒိုထက်ပိုကောင်းလာမယ့်ကစားသမားမျိုးဒါမှမဟုတ်ပိုကောင်းနိုင်တဲ့ကစားသမားမျိုးမရှိလာနိုင်တော့ဘူးဆိုပြီးတော့အငြင်းတန်းတွေးကြတာကိုပါပဲ။ကျွန်တော်တို့ခေတ်ကဆိုရင်လည်းဖီလီနဲ့မာရာဒိုနာထက်ပိုကောင်းတဲ့ကစားသမားမပေါ်လာတော့ဘူးဆိုပြီးတော့ထင်ခဲ့ကြတာပါ။ဒါပေမဲ့အခုတော့ရှာမယ်ပေါ်လာပါပြီဆိုပြီးတော့အွန်ရီကရှာမယ် နဲ့ပတ်သက်လို့ပြောဆိုပြီးတော့ချီးကျူးတော့လည်းဖြစ်ပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်